ဒီဘက်မှာဒါအမတော်အများနန်းတော့ရပါဒီဘက်မှာကအမတော်စောမော်လာပါမှလေးစိတ်ကြီးတဲတဲစင်ပါ ွေမသွားဖြစ်တဲ့အချိန်မှာရန်ကုန်နဲ့အနီးတစ်ဝိုက်ကမြို့များစုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အစီအစဉ်လေးတစ်ခုကိုတိဆက်ချင်ပါတယ်။ကဲဒီနေ့ကတော့ရန်ကုန်တိုင်းဒေသကြီးတင်မှာတရှိတဲ့မြို့လေးတစ်ခုကိုသွားရောက်မှာဖြစ်ပါတယ်။အဲ့ဒါကတော့ထတ်တပိမျိုးပဲဖြစ်ပါတယ်ထတ်တပိမျိုးကရန်ကုန်တိုင်းဒေသကြီးတွင်မှတရှိပေမဲ့အဲလူအယောက်ပေါက်နည်းတဲ့အတွက်တိတ်ပြီးတော့မရင်းနှီးသေးတဲ့မျိုးလေးတစ်မျိုးဖြစ်မယ်လို့လည်းထင်မိပါတယ်ကြည့်ဒါကြောင့်ထတ်တပိမျိုးကိုတွားရောက်တဲ့လမ်းကြောင်းလေးနဲ့ထတ်တပိမျိုးမှာဘာတွေရှိလဲဆိုတာကို ဒီစီစဉ်ကနေရိုက်ကူးပြတ်တာသွားမှာဖြစ်ပါတယ်ဒါအခုဖြတ်တန်းနေတာကတော့ရွှေပြည်သားတရားပဲဖြစ်ပါတယ်။ဒီတရားအစင်းနည်းနည်းလေးကြော်ရင်မောင်းလိုက်ရင်တော့ဒီဘက်မှာရွှေလင်ပန်းဆက်မှုစုံဆိုတာကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီထန်းတပင်မြို့ရဲကိုရောက်တဲ့အခါမှာတော့ဒီမှာရန်ကုန်နောက်ပိုင်းတက္ကသိုလ်ရှိရပေါ့နော်။ဒါရန်ကုန်နောက်ပိုင်းတက္ကသိုလ်ကို ဖြတ်နေတာဖြစ်ပါတယ်။ဒီဘက်မှာလည်းဒီ YBS ကားတွေ131ပေါ့နော်။အဲ့ကကိတ်ဆုံနာကိုတွေ့ရမှာဖြစ်ပါတယ်။22ကိတ်ဆုံဒီမှာ ားတွေထူတာရှိပါတယ်အခုဒါထန်းတပင်မြို့နေရနေထန်းတပင်မြို့တွေကိုဆက်ပြီးတော့သွားမယ်ပေါ့နော်ဒီမြို့တွေကိုသွားတဲ့လမ်းလေးမှာလည်းဒီမှာထန်းရေဆိုင်လေးတွေနဲ့လေခွင်းတွေနဲ့တဘာဝဆက်ဆက်မြင်ခွင်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် ထန်းတွင်မြို့နယ်ကကျွရအုပ်စုပေါင်း59ခုနဲ့ကျွရပေါင်း230နဲ့တည်ထားတာဖြစ်ပါတယ်အဲမြို့နယ်ရဲ့ဒီအရှိတ်ဘက်မှာပေါ့နော်လှိုင်းမြစ်ရှိတယ်အနောက်တောင်ဘက်မှာပန်းလှိုင်းမြစ်ရှိတယ်တောင်အနောက်ဘက်ပိုင်းမှာတော့ဘောလယ်မြစ်တို့အသီးသီးဝန်းရံထားတာဖြစ်ပါတယ်ဖျားစီဒီပထိုးများစွာတရှိပြီးတော့မြသိန်းနယ်စီဒီလွမ်းစီဒီရွှေမော်ပြူစီဒီတဝရွှေကိုရီစီဒီနဲ့မော်နော်ဟယ်ရီစီဒီတရှိတာဖြစ်ပါတယ်ဒီနေ့ကတော့ တဝရှိကိုဒီစေကြည်နဲ့မြသိန်းနဲ့ဘုံဝီချောင်းဘတ်တွေကိုသွားရောက်ပြိုက်ပြပါပါလေဝိုင်လန်ကလာဝိုင်လန်ကလာရရအဘကစပါလန်ရိုင်လာအောင်ခေယောဒီမှလင်းချလိုက်တော့ချက်ရရရတော့တော့ဆက်ဆက်ပါလေဝါမအင်းအဲ့နေပွင့်တော့မှအေးတရား ဒါကထန်းတပင်မြို့တွေရပေါ့နော်တဝါကိုဖျားပေါ့ဒါပါဒီဘက်မှာဒါအမတော်အများနန်းနယ်ပါဒီဘက်မှာကအမတော်စောမော်လာပါအမတော်တွေကဒါဖျားဖူးနေတာပေါ့နော်အမျိုးချက်တည်းရေးဆောင်တဝါကိုကြည့်ဖူးရတဲ့အဲ့ဒီအထဲဝင်ကြည့်မယ်နော် ဒါဖះဒီဘက်ပြီးမှရေကန်လीပေါ့နော်ကန်တော့ကန်တော့မင်္ဂလာရှိပါတယ်ตายရဲပေါ့နော်ဒီဘက်ခြံလေးရကြတော့ဖះဖះရဲ့နေရာအများကြီးอืมอืมအများသိန်းနဲ့စာတင်တိုက်ပါ ။ပါကြည့်မယ်လေလေးစိတ်လေး။အခုထမ်းသပင်ရတက်တက်မောင်းပြီးတော့ဒီဘက်မှာကျတော့ဟိုပါပေါ့နော်လေးစိတ်လေးဖြစ်သွားပြီပေါ့။အဲ့လေးစိတ်လေးကိုချက်ရိုက်ပြပေးပါမယ်။လေးစိတ်ကြီးတဲ့တဲ့စင်ပါဘူးနော်အခုတော့ဘူးလာတယ် ကွာလားပုပ်ကွာအေးခုပါဘုံမမြင်啊ပုပ်ကွာတရားပါအဲ့ဘောကွာကြီးဖြတ်မှာပေါ့နော်ဒါကျက်စလိကဲရှာလာပြီဒါဟိုဘချန်ကမော်ဘီပဲဖြစ်သွားပြီဟိုဘချန်မော်ဘီဖြစ်သွားပြီအော်ဟိုမှာလေလေးလားตาရရောဒီနားလေးအဟိုကနေလေးနည်းနည်းပူနေပူနေပြီဟာတက်တက်ဆင်းသွားမှာပေါ့နော် là một cái rồi cùng gì đó rồi nó đây là chắc sẽ đi cả đi kẹt cũng rồi cái chán này sẽ tỏ mày bỏ nữa nhưng mà chắc sẽ lên bỏ nhỏ chi vậy ီအထိကဘတ်စက52ကိစ္စရောက်ပါတယ်ဘတ်စက52တိတွေ့ခဲ့ပါတယ်ဟောင်းကြောင်လေးတိတိပိုင် on ကုမုတ်ဒရာပန်းချံဒါအထက်ကအကြောင်း ်ဈေးပဲမှာပါလေလို့မရဒီမှာဦးဒါဈေးဘာလို့လဲလားနော်ဒီအပောင်းတော့ ခုထက်တပေကနေကုတ်ကူဝါတံတားကိုဖြတ်ပြီးတဲ့အခါမှာနောက်ထပ်မိနစ်20လောက်ဆက်ပြီးတော့မောင်းမယ်ဆိုရင်မြို့เจ้าကိုရောက်မှာပါအဲ့မြို့เจ้าကတစင်မော်ဘီဘက်ကိုသွားပါမယ်မော်ဘီကမှရန်ကုန်ပြန်มาဖြစ်ပါတယ်အခုဒါမြို့เจ้าကိုသွားတဲ့လမ်းမှာမြင်ရတဲ့ရှုခင်းတွေကိုရိုက်ပြထားတာဖြစ်ပါတယ် တ်လုံးနော်မင်းတို့နဲ့ဆက်ဒါမဟုတ်နည်းနည်းကြာရင်နိုင်ဝဲပေါ့နော်ဆက်ပြီးတော့မောင်းလာတဲ့အခါမှာတော့ဒါမြို့ချောင်းလမ်းခွဲကိုရောက်ယူရှိပြီဖြစ်ပါတယ်မြို့ချောင်းလမ်းခွဲကနေပြီးတော့ညာဘက်ကိုမောင်းလာတဲ့အခါမှာဒါမြို့ချောင်းရွာကိုရောက်မှာပါအခုဖြတ်တန်းနေကြတာကတော့လှမ်းညစ်တတာမြို့ချောင်းပဲဖြစ်ပါတယ် ့ချောင်းကနေမော်ဘီကိုနောက်ထပ်9မိုင်ကားဆက်မောင်းအောင်ပါ နေနောက်ထပ်ကူးမိုင်မောင်းပြီးရခါကြရင်ဒီမှာပြည်လန်းပေါ်ရောက်ရှိมาဖြစ်ပါတယ်ဒီလမ်းစုံလေးကနေပြီးတော့ညာဘက်ကိုချိုးရင်ဒါပြည်လန်းပေါ်ရောက်มาပါဒီပြည်လန်းကနေပြီးတော့တက်တက်အဆက်မောင်းသွားမယ်ဆိုရင်တော့မော်ဘီမြို့ကိုရောက်มาပါအခုကမော်ဘီကနေပြီးတော့ရန်ကုန်ကိုပြန်มาဖြစ်ပါတယ် လေးတွေက1500ဆက်မရပါဘူးလေမချတာဟုတ်လားလေလေမင်းချတာပါတော့လေဟုတ်လို့ချတာချတာထိုင်းပေးတာလေကဲဒါအခုကကတော့ဒီမော်ဘီမြို့အထက်ပေါ့နော်မြို့အထက်ကဒီမှာလမ်းဟိုဟာလမ်းပေါ်ကအကင်ဆိုင်လေးမှာအကင်ဝယ်စားတာပါဒီနေ့ထက်တပိဘက်ကိုသွားတဲ့ဘလော့လေးကတော့ဒီလောက်ပါပဲ အဲအခုဒါဝယ်ပြီးရန်ကုန်တက်ပြတ်မှာဖြစ်ပါတော့မယ်နောက်တစ်ပတ်ဘလော့တွေမှာပြန်ဆောပါမယ်ခင်ဗျာ